်လीเนาะအားရကြရင်တို့အဲ့ပုံမှာ highlight လုပ်ပြီးတော့ပြင်ကြည့်ရပါဗောနော်ဟုတ် okay အဲ့ဆိုရင်ကျတို့အကဲသူကပထမဆုံးဒီသူ့ရဲ့အဓိကကတော့ subject subject ရဲ့ title ပေါ့ subject က business ဖြစ်တဲ့အတွက်ကြောင့်မလို့ what is business ပေါ့ဒါကိုကျတို့နားလည်ဖို့လိုတာပေါ့နော်ဒါကတော့ theoretically ပေါ့ကျတို့ပြောမှာပေါ့ဟုတ်အဲ့တော့ အဲကျွန်တော်တို့ဒီဒီအခုဒီနေ့ပြောမယ့်အကြောင်းအရာပြီးသွားတဲ့အခါကျရင် သမီးကအာဒါရရမဲ့ learning objective ပေါ့နော် learning outcomes ကိုချက်ရေးလာတာအဲ့တော့ business တော့ပါလေပြီးသွားရမယ်နောက်ပြီးတော့ဒီ society မှာ business ဘယ်လိုအမျိုးကိုပြောရလဲအခုဆိုရင်တော့မှပဲသမီးအကျဉ်းမြင့်နားလည်သွားပြီပေါ့နော်နောက်တစ်ခါကျတော့ now ဟို main functions of business ပေါ့ business ရဲ့အဓိက business မှာဘယ်ဘိုင်းနေပါရမလဲဆိုတဲ့ဟာကိုပြောချင်တာเนาะ main functions of business က business လို့ပြောလိုက်တာ ਨੇ ဒါ business တော့အလုံးကဟိုလုံးဝ terms ကအကြီးဖြစ်တဲ့ကြောင့်မလို့ဟိုဟိုတကယ်ကို community organization ကြီးတွေကိုမြင်ကြတာများတယ်ဒါပေမဲ့မဟုတ်ဘူးဘယ်ဟာဘယ်လုပ်ငန်းပဲမဆို business ဖြစ်တယ်ဒါကြောင့်မလို့သူ့ထဲမှာအဓိက main function ကဘာတွေပါလဲဆိုတာကိုသိသွားရမယ်ပြီးရဲ့ခါမှာတော့ကျွန်တော်က okay အဲ့ဒါဆိုရင်ဘာတွေပါရမလဲဆိုတော့ကျွန်တော်သိသွားပြီဆိုရင်အဲ့ဒီအချက်တွေအဲ့ဒီအဲ့ဒီအချက်တွေကိုကျွန်တော်ဘယ်လို addiction လောက်မှာလဲဘယ်လို value တွေ value ဆိုတာတကယ်တော့ကျွန်တော်ကဥမာပြင်ခုနလိုမျိုးပေါ့စာအုပ်ဝယ်ရဆိုကျွန်တော်ပတ်စံရှိမှဝယ်လို့ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်က many လိုပဲပေါ့နော်အဲအဲ့လိုမျိုး value တွေပေါ့အဲ့လို value တွေကို edit လုပ်ပြီးတော့ရင်နောက်တစ်ခါကျတော့ဘာလဲဆိုတော့ဒီ transformation process ပေါ့ကျွန်တော်ရဲ့ပတ်စံကနေဆိုစာအုပ်ဖြစ်အောင်ပြောင်းမှာပေါ့အဲကျွန်တော်အမှန်တော့ဟို value change လိုက်တာပေါ့နော်ကျွန်တော်ရဲ့ပထမမှာကျွန်တော်မှရှိနေတဲ့ပတ်စံကိုကျွန်တော်လိုချင်တဲ့အာအောက်ကန်းဖြစ်အောင်ဆွဲထုတ်လိုက်တာပေါ့အဲ့လိုဟာမျိုးပြောချင်တာနောက်တစ်ခါကျတော့ဘာလဲဆိုတော့အဲ့ business မှာဘလို့ လူတွေပါတာလေဆိုတော့ဟာကို different state ဟိုတာရှိတယ်ဆိုတော့ဟာကိုနားလည်သွားရမယ်ဒါပြီးပထမဆုံးဒီ lecture ရဲ့ outcomes အနေနဲ့ထွက်ရမယ်ပေါ့နော်အဲ့တော့အဲ့ဆိုရင်ကျွန်တော်စက်ကြည့်ကြမယ်အဲ့တော့ business တစ်ခုလို့ပြောလိုက်ရင်တချက်ခုနကပြောခဲ့သလိုပဲတချက်ပြောလိုက်တာကတော့ဒီတိုင်းပဲတာမန်လေးရှင်းပြလိုက်တယ်ပါဆို goods နဲ့ service နဲ့အဲ့တော့ goods ကိုထုတ်တာပဲဖြစ်ဖြစ် service ကိုပေးတာပဲဖြစ်ဖြစ်ကျွန်တော်ဗာလဲဆို ဆိုရင်အဲ့တော့အဖွဲ့အစည်းတစ်ခုသူကတော့ organization လို့သုံးထားတယ်။ဘာလို့ဆို business လို့ပြောတာဖြစ်တဲ့အတွက် organization လို့သုံးထားတယ်။ဒါပေမဲ့ organization ဆိုတဲ့နေရာမှာကျတို့ကဘာလဲဆိုတော့လုပ်ငန်းဆိုတဲ့ဟာဒီ individual လည်းဖြစ်နိုင်တယ်။နောက်ဘာလို့ဆိုလူတွေအများကြီးနဲ့ corporate နဲ့လုပ်တာလည်းဖြစ်နိုင်တယ်။အဲ့ဒါကြောင့်မလို့သူက organization ဆိုတာကိုကျတို့အမျိုးမျိုးအထိပ်ပဲဖွင့်လို့ရတယ်။အဲ့တော့ business ဆိုတာဒီ goods to service to pay တဲ့ organization တစ်ခုဖြစ်တယ်။နောက်တစ်ခါကျတော့ဘာလဲဆိုတော့အဲ့ goods to service တွေကကိုယ့်ကိုထုတ်ချင်နိုင်ထုတ်နိုင်မှာလား? No ။မရဘူး။သူကဘာလဲဆိုတော့သူကအဓိက ကတော့ customer ကဘာလို့တင်တာလဲဘာရချင်တာလဲအဲအဲ့အပေါ်မှာ multi needs and wants ပုံမှာ multi ပြီးတော့မှာအကျတော့ဗာလဲဆိုရင်အဓိကတော့ဈေးကွက်လိုအပ်ချက်လို့ခေါ်တာပေါ့နော်ဈေးကွက်လိုအပ်ချက်ပုံမှာ multi ပြီးတော့မှာကျတော့ရည်ရွယ်ပြီးထုတ်တဲ့ကုန်ပစ္စည်းတွေရည်ရွယ်ပြီးထုတ်တဲ့ဝန်ဆောင်မှုတွေအဲ့အရာတွေကိုဆောင်ရွက်ပေးနေတဲ့ organization တစ်ခုက business ဖြစ်တယ်ပေါ့အဲ့တော့ကျတော့ဥပမာပြီးအဲ့ needs and wants ဆိုတာဘယ်လိုဟာမျိုးလဲဆိုတော့ခုနကလိုမျိုးပေါ့ဟိုဟိုဗာလဲကျတော့ဟိုတကယ်ကို တကယ်ကိုဟိုဝိုင်းချုံမအကျော်ဆိုင်အောင်ဝိုင်းစမ်းကြည့်လိုက်မှာဝိုင်းချုံမအကျော်ဆိုင်ကအကျော်ဆိုင်ကသူကအကျော်ဆိုင်အကျော်ဆိုင်လို့ဟိုရည်ရထားတဲ့နေရာလေးမှာလောက်တာပေါ့နော်အဲ့တော့အဲ့လိုမဟုတ်ဘဲနဲ့ဒီဝိုင်းချုံမဟိုအကျော်ဆိုင်ကိုကျတို့ကဥမာပြင်ကျတို့ highway လမ်းမကြီးပေါ်မှာ highway လမ်းပေါ်လုံးဝဟိုကြားထဲမှာလုံးဝဒီအမြန်လမ်းလုံဟာမျိုးပေါ့အမြန်လမ်းလုံဟာမျိုးမှာဝိုင်းချုံမအကျော်ဆိုင်ကသွားပြီးတော့ဖွင့်ထားမယ်ဆိုရင်သူကရောင်းရပါမလား အဲ့ဒါကိုကျွန်တော်တို့စဉ်းစားရမယ်ပေါ့နော်ဘာလို့ဆိုတော့အမြင်လန်းကဒီ speed နဲ့သွားနေရကားရဲ့ speed နဲ့သွားနေရသို့မဟုတ်ကျွန်တော်တို့ကရထားရထားလန်းပေါ့မိရထားလန်းအဲ့ဒီမှာဆိုရင်ရထားတွေကလည်းသူပါဆိုလုံးဝမရက်ဘူးအဲ့လိုမျိုးသွားနေနေရာမျိုးမှာ location ကိုစဉ်းစားတဲ့အခါမှာအဲ့ဒီနေရာမှာရှိတဲ့ customer တွေရဲ့ needs and wants တွေအဲ့ဒါကိုလိုအပ်မှာမဟုတ်ဘူးအဲ့တော့ကျွန်တော်ဘာလဲဆိုတော့အဓိကကကျွန်တော်ကလုပ်ငန်းတစ်ခုကိုလုပ်တော့မယ် business တစ်ခုကိုလုပ်တော့မယ်ဆိုရင်ကုန်ပစ္စည်းကိုရောင်းချင်တာပဲဖြစ်ဖြစ်ကုန်ပစ္စည်းကိုထုတ်ချင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ဝန်ဆောင်မှုကိုပေးချင်တာပဲဖြစ်ဖြစ်ကျွန်တော်က ကိုတတ်မှတ်ထားတဲ့နေရာမှာရှိရတာကက်မားကတ်လို့ခေါ်တာပေါ့နော်ဆိုတော့တာကက်မားကတ်ပေါ့ဘာလဲဆိုတော့ကိုကဘယ်ဈေးကွက်ကိုရည်ရတာလဲအဲ့တော့အဲ့ဈေးကွက်ကကိုလုံးမဲ့ပစ္စည်းကိုတကယ်ကိုလိုအပ်ရဲ့လားသူတို့ကဘာလိုအပ်တာလဲအဲ့ဒါကိုသိဖို့လိုရဥပမာအဖြစ်ကျွန်တော်ကအာ ကျွန်တော်မြန်မာပြည်မှာပေါ့နော်မြန်မာပြည်မှာမှအဓိကအပြင်အပူပိုင်းဒေတာပေါ့အပူပိုင်းဒေတာမန်လေးတို့တို့အဲနောက်တစ်ခါကျတော့မကွေးတို့6တို့ပေါ့နော်အဲ့ဒါဆိုအရန်ပူလေအရန်ပူတဲ့နေရာမျိုးမှာကျွန်တော်ဟိုကိုရီးယားကလာတဲ့တကယ့်ကိုဆွဲတာတို့အဲ့ဒီမှာအဲ့လိုမျိုးဟာတွေကိုဒါကျွန်တော်ရောင်းမယ်ဆိုရင်ကျွန်တော်ရောင်းရပါမလားပေါ့နော်အဲ့တော့နောက်တစ်ခါဂျာတီဦးတို့ကိုလည်းကြည့်ရမှာပေါ့ဥမာနွေရာသီမှာကျွန်တော်ဆွဲတာရောင်းရတော့ဘလို့မှဆင်မပြေဘူးပြီနော်အဲ့တော့ကျွန်တော်အဲ့ဒါဘာလဲဆိုတော့ customer ရဲ့ needs တွေ wants တွေကိုပြည်လေစီဖို့ ပြည်လဲစီဖို့ကျတော့အရင်ဆုံးစဆင်းလာရတယ်လူတွေကဘာလို့ကျင်တာလဲနောက်တစ်ခါကျတော့သူတို့ရဲ့လိုအပ်ချက်ကဘာလဲအဲ့ဒါကိုကျတော့ဘာလဲဆိုဘလို့ဖြည့်ဆည်းပေးရမလဲဆိုတဲ့ဟာကိုစဉ်းစားရတာအဲ့အဲ့အဲ့အကြောင်းမလို့ကျတော့ဘာလဲဆိုရင်အခုဟို service ဆိုရင်ထားမဲ့ပါတော့ကွယ် grab grab တို့အခု owe တို့နောက်ဘာလဲအာဘာလဲတော့မြန်မာနာမည်လေးရှိသေးရဲ့လေဟုတ်တယ်ဟုတ်တယ် grab ပဲအဲ့လိုအဲ့လိုမျိုးအဲ့လိုမျိုးတော့ taxi service တွေအများကြီးရှိရမှာဆိုတော့များလာ service ပဲဟုတ်တယ် တော်တော်များလာတယ်တော်တော်များလာတယ်ဆိုတော့အဲ့လိုမျိုးများလာတဲ့ခါတွေကကျတော်ထားလိုက်ပါတော့ကျတော်နေပြောလို့နေရာမျိုးဆိုရင်အဆင်ပြေပါမလားနေပြောမှာကဟိုဗာလဲဆိုရင်အဲသွားရတဲ့ဒီလိုမျိုး transportation ကိုသုံးတဲ့သူပါနေတယ်လीဟုတ်တုံးနေတယ်ဆိုတော့ကိုပိုင်းအဲတချို့ဆိုင်ကယ်ရှိရဲတချို့ကားတွေရှိရဲနောက်တစ်ခုကျတော့ပါလဲဆိုရင်ပုံမှန်အဲ့တော့ဆိုင်ကုဆိုင်ကယ်ကိုကားနဲ့ပဲတောင်းလိုက်တာပို့ပြီးတော့မှလွယ်တယ်နောက်ကျတော့ဒီလိုမျိုးဟို public ဟိုလူနေမှုကလည်းနည်းတယ်ပေါ့နော်ရန်ကုန်လောက်မများဘူးမများတဲ့ခါကျတော့ဟို သွားသွားလာလာပါလဲဆိုလိုအပ်မှပဲသွားရတယ်မလိုအပ်ရင်မသွားဥမာအပြင်မနဲ့ဆိုရင်သွားကြရတယ်ညနေဆိုရင်သွားရတယ်နေ့လည်းဆိုဘူးမှမသွားတော့ဘူးအဲ့ဒါဆိုရင်ကျွန်တော်ကအဲ့ဒီ taxi service ကြီးကိုဒါဒီနေပြောမှလာလုပ်မယ်ဆိုရင် customer ရဲ့ needs and wants နဲ့မကိုက်ဘူးမကိုက်တဲ့ခါကျတော့အဲ့လုပ်ငန်းလည်းအောင်မြင်မှာမဟုတ်ဘူးပြောချင်တာအဲ့လိုမျိုးပေါ့နော်အဲ့တော့ကျွန်တော်လုပ်ငန်းတစ်ခုလုပ်တော့မယ်ဆိုရင် customer ရဲ့ needs and wants ကိုတကယ်ပြည့်လည်စေရလားဆိုတဲ့ဟာမျိုးကိုစဉ်းစားပြီးတော့ပြည့်လည်စေဖို့အတွက်ရည်ရွယ်ပြီးလုပ်တဲ့လုပ်ငန်းပဲဖြစ်ရမယ်အဲ့ဒါမှ jewelry business ကြီးအောင် နော်အဲ့တော့โอเคအဲ့တော့ဆိုရင်နောက်တစ်ခုကကြာပါလဲဆိုဟုတ်ပြီအဲ့တော့ business တစ်ခုအောင်မြင်ဖို့တစ်ချက်ခုနကပြောသလိုမျိုးပဲပါလဲဆိုရင်ဘာကိုစဉ်းစားရမလဲသုံးချက်ကိုထည့်စဉ်းစားရမလဲ combining operate by combining ပါလဲဆိုရင် the inputs အဲ့တော့ inputs ကကျတော့ပါလဲဆိုတော့အကျခုနကစာအုပ်ဝယ်သလိုမျိုးပေါ့အမဝိုင်းချုံမှအကျော်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 ရောင်းမယ်ပေါ့အကျော်ရောင်းမယ်ဆိုသူ့မှာကုန်တန်းပစ္စည်းလိုတယ်လေ raw material လိုတယ်ဟုတ်တယ်နော်အဲ့တော့သူ့ရဲ့ raw စီလိုတယ် နောက်တစ်ခါကျတော့အဲ့ rose တွေကဆိုတခါတည်းတန်းပြီးတော့ဟိုအကျော်ဆိုပြီးတော့ဖြစ်သွားတာမဟုတ်ဘူးအဲ့ rose ကိုအကျော် ဖြစ်အောင်လို့ဂျားထဲမှာ process တွေကဘာလို့လဲမုံနေရမယ်တခုဟိုမှာပဲဆိုရင်လည်းပဲကိုသူ့ပါသူ step by step ပေါ့နော်ဒီပွအောင်လုပ်ရမယ်ဆိုတော့အဆင့်နေရှိနေနောက်ပြီးတော့အဲ့ဒါကိုအကျော်ဖြစ်သွားအောင်တခြား materials တွေနဲ့အကုန်ပေါင်းပြီးတော့မှသူ့ရဲ့ formula တွေနဲ့ပေါင်းပြီးတော့မှဒါ formula စားတဲ့ကနည်းနည်းလေးသူ့အဆင့်မြင့်ပေးလိုက်တာပေါ့နော်အဲဟုတ် နဲ့ကြီးကြီးကြီးပြောမယ်ဆိုရင်တော့ဒါ formula ပဲပေါ့ကြီးကြီးကြီးပြောမယ်ဆိုရင် formula တောင်းတာပဲပေါ့နော်ဘာဖြစ်လဲဆိုတော့ဒီတိုင်းတော့လူတိုင်းမလုပ်တတ်ဘူးလေဟိုကိုကကိုကြော်တတ်ရင်ကြော်တတ်မယ်ကွာသူ့အီးလိုရတာဖြစ်ချင်မှဖြစ်မှာသူ့ရုပ်ဖြစ်ချင်မှဖြစ်မှာလေအဲအဲ့လိုမျိုးဆိုတော့သူ့ရဲ့ formula နဲ့သူ့ပဲအဲ့တော့သူကမုံနေနေမယ်အဲသူ့ရဲ့အချိုးအစားတွေရှိမှာပေါ့နော်အဲ့ဒါတွေရှိမှာပြီးတော့အဲ့ဒါကို C ဆိုရင်လည်း blue C မျိုးကိုတောင်းတာလဲဆိုရဲသူ့ရဲ့အဲသူ့တောင်းတဲ့သူ့ရဲ့ materials တွေရှိမှာပေါ့အဲ့ဒါတွေ transform လုပ်လိုက်ပြီးတော့မှကျတော့ဘာလဲဆိုရင် အကြော်ဆိုရင် output ကထွက်လာပြီးတော့အဲ့အကြော်ကိုဘာလဲဆိုရင်ရောင်းနေဆိုတော့ reset ရရတာပေါ့နော်ဟုတ်အဲ့တော့ကျွန်တော်ကဒါကြီးက business တစ်ခုလုံးမှာကျွန်တော်ဘာကိုစဉ်းစားရမလဲဆိုရင်ねသူက operate လုပ်မယ်ဆိုရင်ဒီ၃ချက်ကိုဒီ၃ချက်နဲ့ကျွန်တော်ချိတ်ဆက်ပြီးလုပ်သွားတာပေါ့တကယ်တော့ဒီ၃ချက်တည်ကျွန်တော် base setter မှာမဆိုဒီ၃ချက်နဲ့လည်းသွားတာနော် base setter မဆိုတော့ဒါ business မှာမဟုတ်ဘူး channel setters တွေမှာလည်းအကုန်လုံးဒီပုံစံမျိုးနဲ့ပဲသွားတာဟို ကျတို့ဟိုသင်ရတဲ့ဥပမာ chemistry လို့ဟာမျိုးဆိုရင်လည်းအတူတူပဲလို့နော် chemistry လို့ဟာမျိုးဆိုရင်လည်းသွားဒီ drug တွေတခုလို့ဥပမာထားလိုက်ပါတော့ရေဆိုရင် hydrogen လည်းရှိရမယ် oxygen လည်းရှိရမယ် hydrogen နဲ့ oxygen မရှိရင်ရေမဖြစ်လာအဲ့လိုမျိုးပေါ့အဲ့တော့ input ရှိရမယ်ပြီးတော့အဲ့ဒါကို transform လုပ်လိုက်တယ်ပြီးတော့ output ဆိုရယ် water ထွက်သွားတယ်ပေါ့အဲ့လိုမျိုးဘယ်နေရာမှမဆိုအတူတူပဲနော်အဲ့တော့ကျတို့ကဘာလဲဆိုရင်ဒီမှာဆိုရင်ဒါ business တခုအောင်မြင်ဖို့တတိယသုံးချက်နဲ့လုပ်လို့ရမယ်ဒါဆိုရင်တမိနားလည်ထားရမှာက input input တွေရှိရမယ်ပြီးတော့အဲ့ဒီ input တွေ transform လုပ်ရမယ် create output လုပ်ရမယ်ဆိုတဲ့ဟာကိုဒီနားလည်ရယ်စမ်းလေးဖြေလို့ရနော်ဟုတ်ဟုတ်အဲ့ဒီ slide နဲ့ပတ်သက်ပြီးဒီမိဗာမေးစရာရှိတယ်လေမရှိပါဘူးရှင်ဖေးတရစ်ဆက်သွားမယ်နော်